Hello အားလုံးပဲမင်္ဂလာပါရှင်ဆရာနိုင်ဦးရေတာထားတော့တေခါတရစီကမဟာဒေဝီဆတ်တုစံဒီအပိုင်း15ကိုဆက်လက်ဖတ်ပြပေးတော့ပါမယ်ရှင်နိုင်နိုင်ပြန်ရောက်လာပြီးမကြမီပင်သူစံဒီတို့မိသားစုတစုတောင်ကြီးတို့ပြောင်းရွှေ့ပြီးနန်းလက်နှင့်အတူနေဖို့ဆုံးဖြတ်ခဲ့သည်တောင်ကြီးမှာရှိသည့် အရှိပိုင်းတိုင်းမူကာနယ်မောင်ရွှေနှင့်အဆက်အသွယ်လုပ်နိုင်သလိုဆိုင်းအမမာလည်းအသေးအတန်နာမကျန်းဖြစ်နေရနေလာညလာစိုးရိမ်နေရသည်ဖြစ်၍တုတ်ဆန်ဒီနှင့်တမီးနှံကိုလည်းသူမအနာမှာရှိစေခြင်းနေသည်တို့ဖြစ်၍ရဲတတပတ်နှစ်ပတ်အတွင်းမိမိနှင့်မိသားစုတောင်ကျင်းတို့ပြောင်းရွှေ့မဲ့အကြောင်းစာတစောင်းရေး၍အရှိပိုင်းတိုင်းစစ်ဌာနချုပ်တို့တစောင်း copy ကိုမူကာနေထွန်းအောင်နဲ့ ီဘောမှအရာရှိတို့စီအတီးတီးပေးပို့ခဲ့ရာနှစ်ရက်အကြာတွင်ဟော်နန်းတို့ကပတိန်တယောက်ရောက်လာပြီးသူဆန်ဒီကိုတီဘောမှထွက်ခွာခွင့်မပြုကြောင်းအမိတ်စာပေးသွားလေသည် အခါကြံကောင်းအရှိဟော်နန်းတို့တိတ်တဆိတ်ရောက်လာပြီးတိတ်တဆိတ်ပြင်ပြန်ထွက်သွားသည်ရခင်လိုတက်ကြွမှုပျော်ရွှင်မှုနှင့်ရည်ရွှင်တန်များ၆ကလေးရန်တမိငယ်၂ယောက်ကမူဘာရင်ညာရင်မသိ ရေဖလားကိုစီနဲ့ပျော်မြူးနေကြတဲ့အတွက်သူဆန်ဒီရဲ့ဖို့တမျိုးတော့စိတ်ချမ်းသာစရာဖြစ်ခဲ့ရသည် ကြီးရွာများမှရှမ်းမျိုးသားအမျိုးသမီးကြီးကြီးငယ်ငယ်ရွယ်ရွယ်လက်လက်တို့ကလည်းဟော်နန်းခိပဝါမှလက်နက်ကင်စစ်သားများကအစစ်အစေးအမေးအမြန်းလုပ်နေသည်ကို မကြောက်မရွံ့ဖြတ်တန်းလျက်မဟာဒေဝီထံအယိုသေးပေးကြသလို သူတို့ဝန်နေချင်းကြေကွင်းချင်းနဲ့မကြေနပ်ချင်းတို့ကိုလည်းပွင့်ပွင့်လင်းလင်းပြောဆိုသွားကြရာတနေ့နေ့တစ်ချိန်ချိန်တီဘောဆော်ပွားလေးမတိမ်မပြောက်ပြန်ရောက်လာလိမ့်မည်ကိုအချင်းမဲ့ယုံကြည်ပါတော့သူတို့ယုံကြည်မှုကလည်းသူဆန်ဒီရဲ့အတွက်ခွန်တက်အားတက်တွေဖြစ်စေခဲ့ပါတယ်ဒီတော့ဖြစ်စေမိမိနဲ့တမီးမြောက်ဤအနာဂတ်ကံကျမကား မိမိပခုံးပေါ်မှာသာတည်ရှိနေသည်ကိုသူဆန်သည်ကောင်းစွာသဘောပေါက်တော်လေလက်တွေ့စဉ်စားဆုံးဖြတ်ရသည့်အခါများတွင်သူမတယောက်ထဲအနေနဲ့ခက်ခဲပင်ပန်းလှပါ၏နေပေါင်းများစွာညာပေါင်းများစွာသူမတယောက်ထဲလေးသားဆောင်ပေါ်မှာမတည့်ရလျက်အဝေးမှစိစိရစ်ခွင်နေသောနမတူမြင့်တင်ကိုငေးချီနေမိသည်နမတူမြင့်ချီကစံအိမ်တော်မှအဖြစ်တစ်နှစ်တို့ကို မသိကျုံနွန်ပြုလျက်ဆင်းဆင်းနေပါတော့လဲဆိုင်းကိုသူမလွမ်းလာပါ යි တို့နှင့်အမြမျော်ရသည်ကသူမကို ကိုချင်းစာဆိတ်ဖြင့်လိုအပ်သည်မအကူအညီပေးကြသူများပွန့်ပွင့်လင်းလင်းအကြံပြုကြသူများသူတို့တာသူစနေအနာမှာမရှိသည်ယနေ့ယခုထိသူမတယောက်တည်းရှင်းတန်းလိုက်မည်မဟုတ်ဟုထင်သည်ထို့တူ သူမ၏လိုအပ်ချက်နှင့်အားနည်းချက်ကိုအပြတ်ထုတ်ဖို့ရောက်လာသူတွေနှင့်လည်းကြုံတွေ့ရသည်။ဆိုင်းကိုရန်ကုန်မှတွေ့လိုက်သည်။ဘာတိညာတိစသည်အဖြစ်ဆိုင်းနှင့်တဲတဲ့ထိတွေ့ခဲ့သည်ဆိုသူယောက်ျားမိမတတော်များများသူမထံရောက်လာကြပြီးတရင်အပြည့်ဆုံးလိုချင်သည်တက်ဆန့်ပေးပြီးလိုက်ရင်ရနိုင်ကြအောင်ပြောကြရာသူမဘက်ကလည်းဟုတ်တယ်ဖြစ်စေမဟုတ်တယ်ဖြစ်စေ ်မျောလင်းချက်အစလေးတစ်ခုရှားလိုက်သည်နှင့်ပက်ဆန်ဘလောက်ပေးရပေးရစကြဝဠာရှိပြီးအဆုံးထိတိုင်းဆိုင်းကိုရှာဖွေခဲ့ပါတော့လေမရေမရာအဖြေစကားတွေနဲ့အချိန်နဲ့ပက်ဆန်သားကုန်ခန်းခဲ့ပါ၏ဒီလိုနဲ့တယောက်ပြီးတယောက်သူ့ဆန်ဒီကိုလိန်ကောက်လိုက်ပတ်သွားကြပါ၏စကြဆိုင်နဲ့ပတ်သက်ရင်သူမအနေနဲ့ရုံလွယ်လက်လွယ်သည်ဟုကြားသိကြပါတော့ဘေးရင်ဆရာနှင့် နဝင်သေးတို့ကလည်းသူစင်တီပက်စံအိတ်ကိုမျက်စောင်းထိုးရင်းစိုင်းတယောက်ကျမ်းမာလျက်ရှိကြောင်းမကြမတင်လွလန်းမြင်ကြောင်းသူမစိတ်ချမ်းသာစကားတို့ကိုပြောရင်စွန်ကြီးလောင်းပွဲတော်တက်ကြွစွာပါကြပါ၏ဆစ်ဆစ်လင်းယုံကြည်ခြင်းမယုံကြည်ခြင်းဆိုသည့်ချံသူစင်တီကိုယ်တိုင်ကဆိုခဲ့သလိုစကားတို့ကိုနားထောင်ရင်မိမိကိုယ်ကိုဖဲ့စားနေခြင်းတည်းပဲမဟုတ်လား ။ဒါပေမဲ့တစ်ဖက်ကလည်းလက်တွေ့ကြကြဆောင်ရွက်ဖွဲ့ရာတို့ကိုတမကိုယ်တိုင်လောက်ကင်လျက်ရှိပါ၏။ဘိုးချုပ်နေဝင်ဘိုးမူကြီးမောင်လွင်ဘိုးမူကြီးအောင်ထိုးတို့ထံစာရေးပေးပို့ပြီးမိမိခင်ပိုးနှင့်တွေ့ခွင့်ပြုဖို့တင်ဝင်စာအဆက်အသွယ်ရဖို့တောင်းဆိုခဲ့သလိုတစ်ဖက်ကလည်းဘုံမူကြီးအောင်ထွန်းတာဝန်ယူထားသည့်ဆိုသောတရားဝင်သတင်းဖော်ပြခြင်းကို စောင့်ကြည့်နေဆဲဖြစ်ရာသတင်းစာများတွင်စัจจဆိုင်နှင့်ပတ်သက်သောအထင်မှန်ကိုမဖော်ပြသည့်အဆုံးတွင် သူမကိုယ်တိုင် အချက်အလက်အပြည့်အစုံကိုရေးသားပြီးဗမာပြည်တွင်ထုံဝင်နေသောအထက်သတင်းစာကြီးများထံလူလွှတ်အရောက်ပို့ခဲ့သည်အနေဆုံးရှဲရှင်ပြီးအမှန်တရားကိုလိုလားသောသတင်းစာအေဂျီတာတယောက်က ဤသတင်းကိုထည့်သွင်းဖော်ပြနိုင်သည့်ဆိုသောမျှော်လင့်ချက်ဖြင့်စောင့်နေခဲ့ရာစာချစ်ခံတွင်သောမြမအလင်းသတင်းစာတစ်စောင်ကိုလက်မှာဆုပ်လျက်ဥကျော်လင်းပြေးလာသည်မဟာဒေဝီဒီမှာသတင်းပါလာပြီဥကျော်လင်းတည်လဲအသက်ရှူမမတက်မောနေသလိုသူဆန်သေးတဲ့ပြုံးဆိုမတက်ရလိုက်ရာရှေ့ကခုံမောတို့ပင်ပေါ့မတက်ဖြစ်သွားသည်သတင်းစာပထမစာမျက်နှာတွင် တောင်ကြီးတွင် ဆိုင်းကိုဖမ်းဆီးသွားသည့်သတင်းပါလာသည် အချက်လက်တို့ကိုသူမရှေးပို့သောစာမရရှိကြောင်းကိုပါဖော်ပြထားသည်သူဆန်ဒီအရန်ပျော်သွားပြီးဥကြော်လင်းကိုပင်ပြေးဖက်လိုက်ခြင်းသည်တို့ပေမဲ့ဥကြော်လင်းစကားကသူမအတွက်သတိပြုစရာမဟာဒေဝီမတားခင်ယူနီဖောင်းဝတ်ဧည့်သည်တွေလာကြလိမ့်မယ်ထင်တယ်မန်နေဆယ်မိနစ်တာတာခန့်ပါပြီးဆိုင်တော်ဤပေါ်တီကိုအောက်တော့ ချစ်ကားတစင်းချီကနေဆိုင်လာရအသိဆောင်နေသောဦးကျော်လေးကစစ်ဖို့တယောက်နဲ့ထောင်လိုင်းရင်ဖို့တယောက်ကိုစားကြည့်ခံနေခေါ်လာသည်စစ်ဖို့ကြီးလက်ထဲရင်းတင်းစာဆောင်ဆောင်ကင်ထားပြီးသူ့စနေစပွဲပေါ်မှာမြမအလင်းတရီစာကိုတိတ်လိုက်ရသည်ပင်ပစက်အဟောင်းသားဖြစ်သွားသည်အလစ်ဆောင်ပါ့ကိုခမရေးတာလားစစ်ဖို့ကအော်ငေါ့မေးသည်ဟုတ်ပါကျမရေးတာပါရှင့်ခမရမှာဒီလိုရေးမွေးမရှိဘူး စစ်ပိုကြီးခန္ဓာကိုယ်မှာဒေါသဖြစ်ရိမ့်ထိုးနေသည်ရှင်တို့အရာရှိကြီးတွေကအဖြစ်မှန်ကိုဖော်ပြပေးပါမယ်လို့ကတိပေးခဲ့ပြီးကတိမမတီတော့ကျမကိုယ်တိုင်ရေးရတာပဲလေမိမိထက်ရှင်းလမ်းများတာသူ့တော်စစ်ဘိုလ်ကိုငုံကြည့်ရင်လက်နှစ်ဖက်ကိုပိုက်လျက်သူ့ဆန်ဒီတင်းတင်းစွာရက်နေသည်စစ်ဘိုလ်ကနီးရဲသောမျက်နှာဖြင့်ကျမအနာကပ်လာပြီးအော်ဟစ်ပြေးနေသည်ခမည်းက ျုပ်တို့ကိုပြဿနာရှာနေရပဲခမည်းမှာအပြစ်ရှိရယ်ကျမကဘလို့များပြဿနာရှာနေလို့လဲပြောပါဦးထောင်လိုင်းရင်ဖိုကစကားမပြန်တွေ့တွေ့ချင်းရက်ကျင်နေသောစစ်ဘိုကိုတစ်ချက်ကြည့်လိုက်သည်ပြီးတော့ထောင်လိုင်းရင်ဖိုကတဟောက်တဟန်းနဲ့ပြောပြန်သည်ကျုပ်တို့ကိုခမည်းတော်တော်အနောက်ရှက်ပေးတယ်ခမည်းကိုအပြစ်ပေးရမယ်အမှန်ကိုပြောတဲ့အတွက်ရှင်တို့ရဲ့သူရဲကောင်းတက်မှုကြီးတွေကအပြစ်ပေးမယ်ဆိုလဲပေးဖို့ မကြောက်ပါအောင်ပြောပြီးတည်နေနေရာမှလှည့်ထွက်ပြီးဆိုင်တော်အပေါ်ထက်သို့သူမတက်လာခဲ့သည်ယူနီဖောင်းဝတ်များရှိရင်းအင်ဒရီမပြတ်အမှန်တရားမမှန်တင်းတင်းတုံ့ပြန်ခဲ့သည် ဆိုတော့လေမိမသားတယောက်ထဲအနေနဲ့သူစံတီစိတ်အားငယ်လာပါ၏အိတ်ခမ်းအတွင်လူလာခောက်ပြန်ရှောင်းနေယခုလုံးနေ့လေအိမ်မက်၆ကြီးတဲ့ကထွက်ပြေးလွမြောက်ချင်လာပါ၏ ကိုလိုရာဒိုတို့ဩစတြေးလျတို့တွင်သူမအတွက်လုံခြုံစိတ်ချခဲ့ရပါသောနေရာတို့ကိုတတိတရားရှိလာပါ၏သူမအနေနဲ့ယခုလိုအခြေအနေများကိုဘလောက်ကြာကြာတောင့်ခံချားနိုင်ပါလဲတရိပ်ရိပ်မြင့်တက်လာသောဖီအားများအောက်တွင်တစ်ချိန်ချင်းတဆစီကျိုးပြတ်သွားလိမ့်မည်ထင်သည်ဆိုင်းရင်ဆိုင်နေရသော အခြေအနေ အရရက်ကိုလည်းသူဆန်သည်စဉ်းစားကြည့်သည်စင်းရဲပင်မကြီးစွာအထုံနောင်ခံနေရသည်တာမကား ချစ်တော်သူတို့နဲ့လည်းရှင်ကွဲခွင်းနေရသေးရာသူမရှင်တဲမွန်ကျလာပြီးယခုထပ်ပိုသူစံဒီမစင်စားရတော့ထိုတနစ်ကမိုးဦးစောသည်တဘာဝမြေလွာအတွင်းငုံရှုံးဝင်နေကြပါတော့အစိတ်အညောင့်အခန့်အလက်တို့စိမ့်ဆူ၍ဝင်းဝေးဆာဆာကြီးထွားလာကြကုန်သည် အချို့ခြံစည်းရုံးဝါတိုင်များသည့်ပင် တစ်ဆုတ်တစ်ရစိမ့်သည်တို့ငယ်ရုပ်စင်ဖို့အာယူလာကြသည် မိုးပြက်သည့်အခါတိုင်းနမတူမြစ်တစ်ဖက်ကမှ လိမ္မော်ဆိုင်ခေများစီတမိနှစ်ယောက်နှင့်အတူသူဆန်တီရောက်သွားတဲ့ရာမိုးတအုပ်တမရွာပြီးနေတိုင်းလိမ္မော်ပင်များကကြီးထွားလာသလိုပြပြခဲခဲအတီတို့နဲ့လဲဝဝေးဆာဆာရှိလာပါ යි အချို့အပင်များဆိုရင်အချိန်မှကိုင်းထောက်မှပေးတဲ့အတွက် ကျိုးပဲ့သွားကြသည်လဲမနေမနောရှိလျား ယခုလိုအောင်မြင်မှုတွေကိုဆိုင်းကိုသာမြင်ရှင်းစေချမ်းပါပြီ။ဤသို့ဝမ်းမြောက်ဝမ်းသာဖြစ်ရသည်များတစ်ဖက်မှာရှိပါတော့လေ။ဆိုင်းနှင့်ပတ်သက်၍သတင်းအစာအနာများပြေမကြာဖြစ်နိုင်သည်များနီလန်တို့ဖြင့်ပေးပို့လိုက်ပါတော့ပစ္စည်းပစ္စယာနှင့်အဆောင်ဆောင်သောစာတို့ဆိုင်းထံရောက်လာသည်။မရောက်မတည်မှလည်းမတည်ချာပေးတာပေးနေရပါတော့လေ။အပြန်ကားမရှိ။ဤသို့ရှိစဉ် ဆိုင်ထန်ရောက်၍သာပြန်မလာသည်ပဲဟုစိတ်ကိုကြံဖန်ဖြေနေရမှတနေ့ကာနေမောင်ရွှေထံမှ ပေးပို့လိုက်သောစာတစ်စောင်ရောက်လာပြီးမြမစစ်တက်ကစကြဆိုင်ကို လုံးဝဖန်ဆင်းခြင်းမရှိကြောင်းတို့ဖြစ်၍ဘုန်းနေဝင်းအစိုးရအနေဖြင့်စကြဆိုင်ပြန်ဆုံးနေခြင်းနှင့်ပတ်သက်ပြီးတာဝန်မရှိကြောင်းသူစင်သည်သိစေရန်ရည်တာထားသည်ပြီးနောက်ရန်အနှဲငယ်ကြမှာပင် စိုင်းထံသူမပေးပို့ခဲ့သောပါဆယ်ထုပ်အားလုံးကို ကပတိန်တယောက်ကပြန်လာပို့သွားရာစိုင်းတယောက်ပိုကျိုးနေပါပြီကောဟုသူမရှင်နေနန္နာချင်းချင်းအောင်ငုံမိလိုက်ပါ၏ဆိုင်တော်တို့ဒေါက်တာခေအောင်နှင့်စနီးတို့ ပုံမှန်လာရောက်နေရာပါဆယ်ထုပ်များပြန်ရောက်လာပြီးဒီနေ့တွင် အထုပ်ထုပ်ကိုလက်နှစ်ဖက်နှင့်ဆုပ်ကင်လျက်မျက်လုံးများမှလည်းဖူးယောင်နေရနေသောစူးစံဒီကို ဒေါက်တာခေအောင်တို့လင်မယာတွေ့လိုက်ရသည်တွင်ဒေါက်တာခေအောင်ကိုမိုးဤကတီတိုပြောသည်ဆရာမဟာဒေဝေကမစားမတောက်တော့ပဲအဲ့ဒါလိုဖြစ်နေပြီကိုညီပါအောင်နားလေသဘောပေါက်ကြအောင် မိုးဤကိုကောင်းညှိပြီးသူ့ဆန်ဒီအနာသူဒေါက်တာခေအောင်ရှောက်သွားပြီးသူမလက်နှင့်တင်းတင်းဆုပ်ထားသောပါဆယ်ထုပ်ကိုညင်ညင်တာတာယူလိုက်သည်မဟာဒေဝေဒေါက်တာအတန်ကတိုးတော်လဲစာနာနားလေစိတ်အပြည့်ရှိနေသည် ကျွန်တော်တို့စကားပြောကြရအောင်လေးသားဆောင်မှာလဖေးတောင်းရင်ပြောကြတာပေါ့သူစန်ဒီထမ်းမစကားတလုံးမှမကြတော့လဲအတိတ်မိနေသူတယောက်လိုထိုင်ရမှထပြီဒေါက်တာခေအောင်နောက်လိုက်ပါလာရသူမစီရောက်လာတော့ဧည့်သည်တို့ကိုနှုတ်ဆက်စကားခုံးမြပြီးပြောဖို့တတိယဟန်မတူလေသားဆောင်မှထိုင်ကုန်အသည်သည်တွင်ထိုင်မိပြီးဆိုကားမှသူမချမ်းမစကားထလာတော့သည်ထောက်တာကျမဘာလုပ်ရမလဲ ဆော်ပွားလေးကိုသူတို့မဖမ်းဘူးလို့ပဲညင်းနေကြတယ်။ဆက်တွေ့ရမှာကျမအယမ်းကြောက်နေတယ်။စကားများပြီးမဆုံးသေး။တင်းကျပ်စွာရှိုက်၍ငိုချလိုက်သောအတန်တို့၏နောက်တွင်သူဆန်သည့်ခန္ဓာကိုယ်တစ်ခုလုံးတိမ့်တိမ့်တုန်သွားပါ၏။ဟုတ်တယ်။ဘာကြောင့်အခုလိုညင်းနေတာလဲမသိဘူး။ဒါဆိုလေမဟာဒီဝိဘက်ကအချောင်းနီးနဲတစ်ခုနဲ့စူးစမ်းတဲ့နေထင်းနေ။အခုဖိုးနေဝင်းနဲ့သူ့လူတွေစီချစ်ကက်တဲ့နေရအလုံးမဖြစ်ဘူးမဟုတ်လား။ ထက်တာကဘလို့လုံးဆင်ခြင်းလို့လဲလှိုက်၍စိုးတက်လာသောရှိုက်တန်တို့ကြာမှ အာယူရင်သူမမေးရှာသည် အချားနီးလန်းတွေကိုစဉ်းစားရမှာပဲလေမဟာဒေဝီနေနဲ့အချားဘလို့စိတ်ကူးရှိသေးလဲခလေးတွေခေါ်ပြီးရန်ကုန်ပြောင်းပြီစဉ်းစားမိတယ်ဒါမှအစ်စ်အစိုးရခေါင်းဆောင်တွေကိုကိုယ်တိုင်စုံစမ်းနိုင်မှာပဲတိတ်ကောင်းတဲ့ idea ပဲထောက်ထခင်အောင်တန်ကအနေငယ်မြင့်တက်သွားသည်ဒါ ဖြစ်နိုင်ခြေရှိတဲ့နောက်ထပ်ခြေလှမ်းတစ်ခုပဲမဟာဒေဝီနဲ့ကလေးတယောက်နေနေလဲမျိုးကြီးမှနေရတာပိုတင့်တော်တယ်လို့အခြားအဆက်အသွယ်တွေလည်းရနိုင်တာပေါ့ဒါပေမဲ့သူတို့ကခွင့်ပြုပါမလားရှင်တွင်းကခံစားမှုကိုထိန်ချုပ်ရင်းနှိုင်းနှိုင်းဆဆဖြင့်သူမအတွေးကိုတိခောက်ကြည့်သည်တိုးပေမဲ့ဆိုင်းရက်အတွက်စွန့်စားဖို့ဆိုရင်အစင်သိဖြစ်နေတော့မျက်ဝန်းများကျွန်တော်အနေနဲ့တော့ကန့်ကွက်ဖို့အကြောင်းမမြင်ဘူးမဟာဒေဝီ တောင်ကြီးကိုပြောင်းမယ်ဆိုတော့ကကျမကိုခွင့်မပြုတာကိုထောက်တာသိတယ်နော်။သူဆန်ဒီကမရေတရေဆိုသည်ဖြစ်နိုင်ပါတယ်မဟာဒီဝီ။ဒါကြောင့်လဲဆိုတော့စော်ပွားလေးကိုဖမ်းချုပ်ထားတဲ့ဘာထူးမျိုးဆိုတာတောင်ကြီးနဲ့မှလည်းမကမ်းမှဖြစ်နေတယ်လေ။ဒါကြောင့်သူတို့ကန့်ကွက်တာဖြစ်မှာပါ။အခုဟာရန်ကုန်ပြောင်းမှာဆိုတော့ခွင့်ပြုနိုင်ပါတယ်မဟာဒီဝီ။ကျောင်းကျောခွင်လုံစွာရှင်းပြနိုင်သောဒေါက်တာခင်အောင်၏စကားများက"သူမအတွက်မျှော်လင့်စရာတွင်ရှိလာပြန်ပါသည်။ အကယ်၍ခွင့်မပြုဘူးဆိုရင်တော့စစ်မှုဘူပါနဲ့မဟာဒီဝီအဲ့ဒီလိုဖြစ်လာခဲ့ရင်ကျမရဲ့ကိစ္စကိုအချောင်းပြုတ်ပြီးရန်ကုန်မှာစေကုစေကုတာမယ်ဆိုပြီးမရရအောင်တောင်းဆိုရပါပဲနေပေါင်းများစွာပျောက်ဆုံးနေပါတော့မျောလင်းချက်ရောင်ချီမြင်မြင်လေးတစ်ခုစတင်လူလွန်လာနေသည်လွမြောက်ရာတို့မျောလင်းချင်း မိမိလက်ပတ်နာရီတိုင်ခွက်ကိုပင်မမြင်ရထိတ်လက်ခြောက်ခြားဖွယ်ညကအဆုံးမရှိတော့ဟန်တူသည်အာခေါင်နှင့်လဲချောင်းတို့ခြောက်ကပ်အကွဲလာရာမြင်းအုံးငယ်လေးထဲကမတက်ဆင်သောရှေကိုပင်ဆိုင်တောင်တာပြပါ၏ရခုတူထိုင်နေသောအခန်းငယ်မှာပုတ်စော်နန်းစော်တို့ပင်ဟောင်ဆက်နေရာကျမွေးမြူရေးစီမံကိန်းအတွက်အစမ်းလောက်ကင်ခဲ့စဉ်အခါကကြက်အိမ်များကို သူတရီရလာမိသေးသည် သူ့ကြက်လောင်ကြီးများကယခုနေရာထက်ပင်အစတရာကောင်းနေသည်တည်းကိုစဉ်းစားရင်သူပြုံးမိသည်။သူရရင်တသူ့အတွက်ပြဿနာမရှိစိတ်ဝေဒနာဖြစ်စေ၊ရုံဝေဒနာဖြစ်စေဒုက္ခအလုံးကိုတရိပ်ပထန်တရားမှတ်ရင်ကျော်ဖြတ်နိုင်သည်မဟုတ်ပါလား။အာယုန်နိုင်နေ့တစ်နှစ်ပြိုအပ်လာပြီးမင်းညာကတွေးခဲ့ရသောထောင်လန်းရင်းပေါ်ပင် မေးမှုတစ်ချို့နှင့်ဆိုင်းထန်ပြန်ရောက်လာသည်။ဘုံမူကြီးကမေးခိုင်းလိုက်ပါတယ်။ ခမားဆုံးဖြတ်ချက်ပြင်ပြီးပြီလားတဲ့ဆိုင်းကကောင်းခါလိုက်သည် ပြောစရာအကြောင်းမရှိဘုံမူကြီးကိုခမားဖာပြောချင်သေးလဲနောက်တစ်ချိန်ကောင်းခါလိုက်ရပြန်၏ထောင်လိုင်းဖို့ပြန်သွားပြီးမကြပါလက်နက်ကင်စစ်သား၅ယောက်နဲ့အတူချက်ကားတစ်စီးဖြင့်ပြန်ရောက်လာသည်ခမားကို အခြားတနေရာမှာပြောင်းရွှေ့ထားဖို့ကျွန်တော်ကိုညွှန်ကြားလိုက်ပါတယ်ထောင်လိုင်းဖို့ကဆိုင်းကိုအခန်းချင်းချင်းလေးမှဂရုတစိုက်ခေါ်ထုတ်ပြီးချက်ကားစီခေါ်ဆောင်သွားရာ အရှိန်နဲ့နဲ့မိုးကောင်းကင်ချီကိုစိုင်းမောကြည့်လိုက်သည် ရှမ်းတောင်နှင်းများစီပါနေဝင်းနီနီကြီးကတရွေ့ရွေ့ဖြစ်တက်လာနေသည်ဤတချိန်ဤရှုခင်းသည်ပင်သူ့အတွက်နောက်ဆုံးပြီလားသူမသိခြေလမ်းများကချစ်ကားစီတို့သာအပိုင်းဆက်ကိုဆက်လက်စောင့်မျှော်နားဆင်အားပေးကြပါဦးရှင်အချိန်ပေးပြီးနားထောင်ပေးကြသူအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်